ဒီကဗီဒီယိုမှာတော့စယ်သိန်းဝင်းကျင်မှာပစ္စည်းတွေပြန်ရောက်လာတယ်လို့အရင်ကလူကြိုက်အရင်များခဲ့တဲ့ Redmi Pad Pro 12.1 inch အကြောင်းကိုလူတို့ချင်းလေးပြပြပေးမယ်။ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ဒီ Remember Pro မှာအကြိုက်ဆုံးကဒီကောင်းတဲ့ display ပဲ12.1 inch ကိုမှဒီကောင်းက 120Hz ကြားသလိုမျိုးသူ့ရဲ့ display က 2.5K resolution ရှိတယ်။ဆိုတော့ကျွန်တော်တို့ YouTube ကြည့်တဲ့အခါတွေကိုယ့်ရဲ့ content တွေကြည့်တဲ့အခါတွေဒါမှမဟုတ်ကအနက်ထိတ်မသီးသန့်ပေါ့နော်ရုပ်ရှင်တွေကြည့်မယ် Telegram မှာကကိုရီးယားကဘာညာကြည့်မယ်ဒါကြောင့်ဒါတွေကတချို့ဟာတွေဆို low quality ဖြစ်နေမှာဒါပေမဲ့ဒီ tablet ပေါ်မှာကြည့်ရင်ဘယ်ဟာမှမဆိုတော်တော်လေးကြည့်လို့ကောင်းတယ် သူရဲ့ display ကဘေးပေါင်နေရပပလေးကြီးဆိုတော့ဒီကောင်က tablet လုံးနေနေဆိုရင်တကယ်ကိုမှသူ display share ကြီးလုံးဝအားရစရာကောင်းတယ် performance မှာဆိုရင်ဒီကောင်က snapdragon 7s gen 2ကိုသုံးမိထားတာစိတ်ပိုင်းကွာ gain နေပါလေကောင်းကောင်းလေး run လို့ရတယ် graphic မြင့်ကြီးမရဘူးဆိုရင်လည်းအတင်းတင်း graphic နဲ့ကောင်းကောင်းဆော့လို့ရပေါ့ panel ကြီးပတ်ကြည့်ပါညာအကုန် aac run လို့ရတယ်ဒါမဲ့ netbook 1 engine ကဘာသူမှတော့ဒါကြီးကိုဆော့မှာမဟုတ်ဘူးဒါမဲ့ performance အညာတော်တော်လေးအဆင်ပြေတယ် camera ဆိုရင်သူက8 megapixel selfie 8 megapixel back camera နှစ်မျိုးထည့်ပေးထားတယ်ဆိုတော့ online meeting တွေဘာပဲလုပ်အဆင်ပြေတယ် ကင်မရာနဲ့လည်းမပြောရမှရှိဘူး။နောက်ထပ်သဘောကျစရာသူ့ရဲ့ battery life battery life ကဒီကောက်မှာ1000 mAh battery ပါတယ်။ပြန်သွင်းဖို့တော့တတိ3ဘက်ဖတ်ချာရင်ထည့်ပေးတာ။ဆိုတော့1000 mAh battery ကပေါ့ပေါ့ပါတုံးနေသူဆိုလို့ရှိရင်တော့ဒီကောက်က2ရက်လောက်ကောင်းတုံးလို့ရတယ်။တကယ်လို့ကိုကအဲ့လိုမဟုတ်ဘဲနဲ့ daily use မဟုတ်ဘဲနဲ့ဒါက heavy use ပေါ့နော်။တကယ်ကိုအကြီးလုတ်တယ်လုတ်တယ်ရုပ်ရှင်နေအကြီးရဲ့ဘာညာဆိုရင်လည်းတရက်ကတော့ကောင်းကောင်းကြီးလုံလောက်တယ်။ပြီးတော့ဒီကောက်ကတဲဝါကဘာညာလဲ body ပဲအရင်ဖြစ်တယ်ပေါ့ပေါ့ပါရှိတယ်။ site ကြီးရတဲ့ခုကတော့နည်းနည်းလေးချွင်ချက်ပေါ့။ အပြည့်ဒီကောင်မှထည့်ပေးတဲ့ speaker ကလည်း stereo speaker ၄လုံးပဲ Dolby Atmos တွေပါနေဆိုတော့ တန်တော့ကလည်းတော်တော်လေးကိုမှကြည့်တဲ့မှာပါတယ်ဆိုတော့ချုံမမဲ့ဆိုရင်တော့ဒီ Redmi Pad Pro 12.1 inch က display ဘိုင်းသူ့ရဲ့ big quality ဘိုင်းနေပြီးတော့သူ့ရဲ့ performance ဘိုင်းနေ battery life တွေက tablet တလုံးကို10သိန်းဝန်းကျင်မှာတကယ် premium စတဲ့ tablet တကယ်ကိုယ်နဲ့အသုံးဝင်မဲ့ tablet မျိုး display အကြီးနဲ့လိုချင်တဲ့ဆိုရဲသူတွေအတွက်ကတော့တော်တော်လေးကိုမှအစင်ပြည်တယ်ပြီးတော့ဝဲကိုဝဲတဲ့တစ်ပတ်လို့ပြောလို့ရတယ်ဆိုတော့ကိုကရုပ်ချင်နေပါကြီးကြည့်မယ်ဖာညာပဲသုံးမယ်ဆိုရင်လည်း12.1 inch နဲ့ဆိုရင်ဘာမှတိတ်ပြီးတော့ ထုံးတက်စံမရှိဘူးလုံးဝအောင် share ကြည့်ရမှာဆိုတော့ဒီလောက်ဆိုရင်တော့ Redmi Pro 12.1အကြောင်းကိုသိပါမျိုးထင်တယ်ဆိုတော့ကုလူဆိုရင်ရောဘယ်နေရာကြီးတော့တော့ပေါ်ကြလဲဘယ်ချက်တွေကိုချိန်လဲအဖက်ကမှမဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ပြီးပါ Yangon Mobile Store